EFA Cup Round 4 Liverpool ne Crystal Palace မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူကနေချူဆိုပါရယ်ဗျကျွန်တော်ကိုခက်ပါမနေ့ပြန်ဗိုလ်တော်ည2:15မှာရှင်ပြိုင်ကစားမယ်လီဗာပူးနဲ့ခရစ်စတယ်ပဲလစ်တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလုတ်သားချင်ပါတယ်ခီးပွိုင်စေးကျွန်တော်တို့ဆွဲထုတ်ကြည့်အောင်ပွဲကတော့ကြည့်ကောင်းအောင်ပေါ့နော်လီဗာပူးဘာလို့မလဲပဲကျွန်တော်တို့ကြည့်ရမယ်ဘာကြောင့်လဲဒီနေ့ရသည်လီဗာပူးကိုပထမဆုံးဦးချိုးခဲ့တဲ့အသင်းဟာပဲလစ်အဒီယန်ကက်တီးယားရဲ့နောက်ကျသွင်းကိုနဲ့တူလီဗာပူးကိုစဦးချိုးခဲ့တာအဲ့ဒီပွဲလီဗာပူးဦးချိုးပြီးကြတဲ့က ပြန်ပြီးခေါင်းမမော့နိုင်တော့ဘူးပွဲစဉ်တိုင်းကိုရှုံးတော့တာပဲပရီးမီးယားလိမှာလီဗာပူး၄ပွဲသက်တိုက်ရှုံးသွားပြီ၄ပွဲဇက်နော်၄ပွဲကိုကြော်ရှုံးတာမဟုတ်၄ပွဲဇက်တိုက်ရှုံးတာဒါကဟိုတိုက်ဆိုင်မှုတခုမဟုတ်တော့ဘူးဗျအဲ့ထက်ပိုတဲ့အကြောင်းတရားတွေရှိလာပြီကျွန်တော်တေချာစဉ်းစားမှရတော့မယ်လီဗာပူးဒီပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဖီအားမရှိဘူးအာနာစလော့ကစားသမားတွေရောဖီအားကင်းကင်းနဲ့ကစားရတယ်ဘာကြောင့်လဲလူရင်အားဖြစ်တင်းမှုတွေဘာမှမလုပ်ပေးခဲ့ဘူးအတင်းရဲ့အထိုင်ကစားသမားတချို့အသက်အရွယ်တွေကြီးနေပြီတချို့ထွက်သွားကြပြီဒီလိုလူစည်းစုဖွဲ့မှုနဲ့ပေါပေါပပပြိုင်လို့ရခဲ့ပေမဲ့ဒီနှစ်ဘောလုံးရာသီမှာတော့လုံးဝ opposite ပါလီဗာပူးတင်းရဲ့တမိုင်းတစ်လျှောက်မှာငွေကြေးသုံးစွဲမှုအများဆုံးအသင်းအထွေထွေအသုံးစရိတ်ကဘာမှအများဆုံးသုံးခဲ့တဲ့အသင်းတစ်သင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတော့ဒီယာဒီယိုပြိုင်ဆိုင်ရတဲ့အတွက်အာနာစလော့လည်းဖီအားပြီးခဲ့တဲ့ဘောလုံးရာသီထက်များပါ ါတယ်အခုကောလာဟာလာတဲ့တင်းတွေထွက်လာတာပဲကြည်လီဗာပူးတင်းတာဝန်ရှိတဲ့သူတွေကယိုင်ကလော့ပ်ကိုပြန်လဲစိတ်ဝင်စားလာပြီတို့အတင်းမှာနီးပြအပြောင်းလဲဖြစ်နိုင်တယ်တို့စသဖြင့်ပေါ့ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေအာနာစတောနဲ့လီဗာပူးကစားသမားတွေမှာဖီအားအကြီးအကျယ်ရှိနေတာတော့သိကြတယ်ဖီအားအကြောင်းပြောနေတာတခြားတော့မဟုတ်ဖီအားဒီတခါတရံတွန်းအားဖြစ်တယ်တခါတရံစိတ်ပြပြချင်းစိတ်တူဝီချင်းကိုဖြစ်စေတယ်အခုလီဗာပူးတင်းဒီအဲ့လိုတွေ့ဝေပြပြနေတဲ့အခြေအနေမျိုးပေါ့နော်ဖီအား အောက်ကယုံထွက်ရင်းနဲ့အဲ့ဒီဖီအားထဲမှာပဲပြန်လဲလုံးလေချလဲလိုက်နေတာတကယ်တော့မန်ယူနိုက်တက်ကိုရှုံးပြီးနောက်တစ်ပွဲသူတို့ဖရန့်ဖတ်ကိုနိုင်သွားပြီဗျာနောက်ထပ်ဘရန်ဖို့ပွဲကိုကျွန်တော်ပြောရဗျာရှုံးစရာအကြောင်းမရှိတော့ဘူးဒါပေမဲ့ရှုံးသွားတယ်ကျွန်တော်လည်းအံ့ဩတယ်အပွဲစရာကကနည်းနည်းစိုးရင်လို့တူတယ်ကို over တော့ရွေးပေးခဲ့တယ်ဒါပေမဲ့ရှုံးသွားတယ်မရှုံးသင့်ဘူးဗျာပြောချင်တာတရေကြလိုက်ရင်တော့မစိုးဘူးပေါ့နော်အဲ့တကြောင် Liverpool ဒီ PR ထဲမှာလုံးလေချလဲလိုက်နေပါတယ်အခု EFL ကက်ကလည်း Domestic Cup တစ်လုံးထက် မပိုးဘူးဗျာ domestic cup ထဲမှာတော့မှ liverpool ကထမင်းစားရေတော့ဒီ efl cup ကိုရနေတယ်အတင်းတင်းသူတို့အတွက်ဒီ efl cup မှာအသေးအတန်စူးစမ်းပြီးတက်တည်ပြနေစရာမလိုဘူးကုံကုံပြောလိုက်မယ်ဗျာအဲ့ efl cup ရှော့ပေးလိုက်ဗျာကျန်တဲ့ပွဲတွေ liverpool အာယုံဆိုင်ရမယ်သူတို့ရဲ့လူစင်းစုဖွဲ့မှုရဟန်ချက်တာညီသွားရင် rhythm သာမှန်သွားမယ်ဆိုရင်ကစားသမားတွေအံ့ဝင်သွားမယ်ဆိုရင်အချိန်အဟုန်ကောင်းကောင်းနဲ့လိုက်လာမှာနော်ဒါကို arnas တော့အနေနဲ့ကျွန်တော်ထက်လည်း အများကြီးတိမှာပါအဲ့တကြောင်ရှော်သိရင်ရှော်ရမယ်ရှော်ရဲဆိုတာအရှုံးပေးလိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့ဗျာအသေးအတန်ကြီးဂျုံယုံကစားပြီးတော့နိုင်တော့နောက်ထပ်တပွဲမှာကစားသမားတွေက fitness မပြည့်ဒဏ်ရာပြဿနာတွေရနေတာထက်ဒီလိုပွဲမျိုးကတတ်တောင်တတဖိအားကင်းကင်းနဲ့ကံမှုကစားသမားတွေကိုစီးယုံတာအကောင်းဆုံးပဲအနာပေးတဲ့ကစားသမားတွေအနာပေး Liverpool ဒီအချိန်မှာအရင်အရေးကြီးတယ်နော်ဓာတ်သွားပေါ်မှာလမ်းလျှောက်နေရတာအခု Palace နဲ့ပွဲပြီးပြီဆိုတာနဲ့နောက်ထပ်ပွဲချက်တွေကြီးပဲသူရင်ဆိုင်ရတော့မှာပွဲစဉ်၃ပွဲက Liverpool အတွက်အသက်ရှူကြက်မတက်ကစား ားမဲ့ပွဲတွေပါတကယ်တော့ဒီ Palace ပွဲတော့ထက်တွက်လို့ရတယ်ထားလိုက်ဗျာကျွန်တော်ထက်မတွက်ဘူးနောက်၃ပွဲကိုကျွန်တော်ပြောပြမယ် Villa နဲ့ Man City ကိုနိုင်ထားတာနော်ပြီးရင် Real Madrid နဲ့နောက်ထပ်ပွဲက Man City နဲ့တွေ့ရမှာအဲ့ဒါကြောင့်ဒီပွဲကိုအသေးအသေးကံပြီးဘာလို့တော့မှာတော့ဒါပြင် Liverpool ကဒဏ်ရကစားသမားတချို့ရှိနေတယ်ပါဖို့ပါဖို့မတေချာတဲ့သူတွေပေါ့ဗျာကိုသမား Alisson ကစပြီးတော့ Ryan Gravin Batch တို့ Frim Pound တို့ဘာမှမတေချာဘူးအဲ့ဒါကြောင့်လူငယ်ကစားသမားတချို့ကိုပွဲထွက်ခွင့်တနေရာမှာပေးလာနိုင်တဲ့ဆိုရယ်တဲ့င်းမျိုးတွေလည်းကျွန်တော်ကြားထားရတယ်ဆိုတော့တစ်ဖက် Chris Crystal Palace ရဲ့အခြေအနေကိုကျွန်တော်တို့ပြန်စစ်ဆေးကြည့်အောင် Palace ကလည်းဒီနေ့ရတဲ့ဥရောပပြိုင်ပွဲဝင်ရတဲ့အသင်းတစ်သင်းမှာဒါပေမဲ့ Liverpool နဲ့လုံးဝမတူညီသောအချက်က No pressure ဖိအားကင်းတဲ့ဘာဖိအားမှမရှိဘူး Glasner သည် Palace ကိုအစွမ်းကုန် တောက်လောက်အောင်လှုပ်ပေးနေတဲ့နီးပြတယောက်သူတို့ပြီးခဲ့တဲ့เนาะ Premier League ပွဲစဉ်ကိုးမှာရှုံးပွဲတော့ကြုံတွေ့ခဲ့ပါတယ်ဒါပေမဲ့အဲရှုံးပွဲသည် Arsenal လို့အသင်းမျိုးကိုရှုံးခဲ့တာတကိုးသွင်းပြီးပြန်လဲဂိုးသွင်းမှုမလွယ်တဲ့အသင်းကိုရှုံးတာပါပြီးခဲ့တဲ့ပွဲတွေမှာလည်း Palace ကရလက်တော့အနှဲငယ်ဆိုးလာပါတယ် Conference League မှာရှုံးတဲ့ပွဲမျိုးတွေရှိမယ်နောက်ဘုံမောက်ကိုဒီကြတာတို့ Everton ကိုရှုံးတာတို့အစသဖြင့်ပေါ့တိုးတော့တကိုးနဲ့အထက်ရှုံးတဲ့ပွဲမျိုးတွေ မပါဘူးဗျအဲ့ဒါတော့တစ်ချက်ဂယုပြုရပါလိမ့်မယ်ပယ်လစ်တီကစားအရန်ခတ်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်โอเคဒီတစ်ခါတော့အာရှရဲ့အကြောပေးမှုတွေဘယ်လိုရှိသလဲဆက်လက်ဆွေးနွေးကြည့်ပါမယ် Liverpool Wendy Wendy ပေးထားတော့မယ်နော် Liverpool ရဲ့လက်ရှိအခြေအနေကဒါကပြင်းတယ်လို့ပဲကျွန်တော်ထင်တယ်အာရှ trick တာလားပေါ့ဖြစ်တဲ့နဲ့ဇင်းုံတရက်က Liverpool တကိုးသွင်းတဝက်ပျော်ရွှင်ခွင့်ဒါမှမခပပပျော်ရွှင်ခွင့်ပေးတဲ့လက်ရှိအခြေအနေကိုပြောတာနော်ဒါကို 1D ပေးထားဖို့ရတော့ကျွန်တော်ပြန်ပြီးတော့ trick တယ်လို့ယူဆတယ်ဗျဟာ Liverpool အသင်းနိုင်ဖို့တည်ကြတယ်ဆိုတော့ဒိုလောဒိုလောအတွေးမျိုးပေါ့ ကျွန်တော်လည်းအဲ့လိုအတွေးမျိုးတော့ရတယ်ဝမ်တီကတော့အခြေခံဖြစ်လာတယ်ဆိုလိုချင်တာကဗျာလီဗာပူးတကူးနဲ့နိုင်ဖို့ကတော့တေးကြတယ်နောက်ထပ်သွင်းကိုတွေပဲကြည့်ရမယ်ဆိုရဲအတွေးမျိုးကြီးကျွန်တော်ခေါင်းနဲ့ပထမဆုံးဝင်လာတယ်ဒါပေမဲ့တေးချပြန်စဉ်းစားကြည့်တဲ့အခါမှာပဲလစ်နီးပြဂလစ်နာတီ၃ယောက်တန်းခံစစ်နဲ့လုံးဝ solid ဖြစ်အောင်ကစားနိုင်တဲ့နီးပြဗျကျွတ်စင်အခုလီဗာပူးအသင်းမှာအဲ့ဒီ between the lines တွေကိုဖြိုနိုင်တဲ့ကစားသမားဟူကိုအီကီတကီတယောက်လောက်ပဲကျွန်တော်မြင်တယ် Florian Wirtz လည်းလက်ရှိအချိန်ထိအသင်းနဲ့အံဝင်သေးတယ်လို့မိုဆာလာလည်းကြာနေပြီကိုရီကပူကလည်းနည်းနည်းဟုန်နေပြီအဲ့တော့ဒီနေရာတွေကိုဘယ်လိုမျိုးမ ြန်ထိုးပေါက်မလဲအာဆင်နယ်လည်းအဲ့နေရာတွေမှာအရန်ကြက်ခဲ့တာပဲဒါပေမဲ့သူတို့ကအမြင်ပေါ်ရရင်လည်းလှုပ်ရှားတတ်တယ်ဗျလီဗာပူးလိုလှုပ်ရှားတတ်ရင်တော့တမျိုးပေါ့နော်ဆိုတော့ပြောချင်တာလွယ်ဦးဗျ2-0 3-0နဲ့နိုင်ဖို့ဆိုတာကျွန်တော်ကတော့လီဗာပူးနိုင်အောင်မှဂိုးပြတ်ဖို့အတွက်ခက်ခဲမယ်လို့ထင်တယ်မနိုင်ဘူးလို့မပြောဘူးအန်ဖီမှာဖြစ်တဲ့အတွက်ကြောင့်နိုင်နိုင်တယ်ဒီဖလားကလည်းလီဗာပူးနဲ့အရန်ကန်ဆက်တဲ့ဖလားအဲ့အတွက်ကြောင့် လီဗာပူးရဲ့အနိုင်ကိုကျွန်တော်1 c 2 1လို့ပုံစံမျိုးဒါမှမဟုတ်လေ3 2တို့เนาะอืมအဲ့လောက်ပဲ3 2 2 1 1 c စတဲ့ reset မျိုးလေးနေတော့အနိုင်ပေးခြင်းနဲ့အထက်ဂိုးပို့နိုင်တယ်လို့ကျွန်တော်မထင်ဘူးတိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်တိုတယ်ကိုက 3D ဖြစ်ပါတယ်အဲ့တော့ကြောင့်တိုတယ်ကိုကလည်းအဲ့ 3D အတွင်းပဲများနိုင်တယ်ဆိုတော့ handicap ကတကူးသွေးတော်မှာတည်အချခွင့်ရှိတဲ့ Crystal Palace ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီနေ့တင်ကြတဲ့ကိန်းကနေအချက်လက်လေးတွေဆက်လက်ဆွေးနွေးကြည့်ပါမယ်လီဗာပူးလုံးဝအသာမရထားအောင်เนาะနောက်ဆုံး6ချိန်မှာလီဗာပူး2ချိန်တိုင်း Palace နှစ်ချိန်နိုင်ပြီးနှစ်ချိန်တည်ကြတာတယ်နောက်ဆုံးသုံးချိန်ဆက်တိုက်လီဗာပူးသည်ပဲလစ်ကိုတစ်ချိန်မှမနိုင်တော့ဘူးနှစ်ချိန်တည်ကြပြီးတစ်ချိန်ရှုံးထားတယ်ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့လီဗာပူးသည်အန်ဖီမှာ1-1တည်ပွဲတော့ဖြစ်ထားတယ်ပထမအကြော်တော့မှပဲလစ်ကွင်းမှာ1-0နဲ့နိုင်ထားသေးတယ်အခုဘောလုံးရာသီပိုဆိုးတာပေါ့ပဲလစ်ကွင်းမှာ2-1နဲ့ရှုံးထားတယ်ဒါတွေမကသေးဘူး community ရှိမှလည်းလီဗာပူးကိုဒုက္ခပေးထားသေးတယ်ဗျအဲ့တော့ကြောင့် head to head မှာ ပယ်လစ်ကတော့အနေငယ်တာတရောင်ရှိပါတယ်နောက်ဆုံး6ပွဲသက်ရလက်နှစ်သင်းလုံးကတော့ဖောင်တွေက decline ဖြစ်နေတယ်လီဗာပူးကတော့ပိုဆိုးတာပေါ့ဗျာနောက်ဆုံး6ပွဲမှာ9ပွဲရှုံးပြီးတော့2ပွဲပဲနိုင်ပယ်လစ်ကနောက်ဆုံး6ပွဲမှာ2ပွဲနိုင်2ပွဲတည်ကြပြီး3ပွဲရှုံးထားတယ်သူတို့ကလည်း Everton ကိုပြန်ဥကြိုးထားတာ Everton ကိုဥကြိုးပြီးနောက်ပိုင်း2ပွဲမှမနိုင်တော့ဘူးဘုံမောက်ကိုတည်ကြတယ် AEG လာနာကောင်ကို1-0နဲ့ရှုံးတယ် Arsenal 1-0နဲ့ရှုံးတယ်ဒါပေမဲ့လည်းလီဗာပူးလိုဟိုဖီအားများများနဲ့ ကစားနေရတာထက်သူတို့ကတော့ဖိအားနေတဲ့အတွက်ကြောင့်ပြဿနာမရှိဘူးဒီပွဲစဉ်ကိုလည်းဖိအားကင်းကင်းနဲ့ကစားနိုင်တယ်လီဗာပူးသည်တခုတော့အားသာချက်ရှိတယ်အဲ့ဒါကအိမ်ကွင်းရလက်တယ်လီဗာပူးသည်ဒီနေ့ရသည်အိမ်ကွင်းမှာ6ပွဲကစားပြီး9ပွဲနိုင်တယ်တပွဲပဲရှုံးတယ်ရှုံးတဲ့ပွဲကယူနိုက်တက်ကိုပဲရှုံးတာနိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်လေဂိုးပြတ်တဲ့ပွဲကတပွဲပဲရှိတယ်ဘုံမောက်4-2နဲ့နိုင်တဲ့ပွဲစဉ်တက်ကျန်တဲ့ပွဲစဉ်မှာဂိုးမပြတ်ဘူးဗျာ1-0 3-2 2-1နောက်2-1စရရလက်တင်နေပဲနိုင်ထားတယ်ပဲလေးစီရဲ့အဝေးကွင်း reset တွေကအခုနောက်ဆုံးနှစ်ပွဲသက်တော့ရှုံးထားတယ်အပွဲတွေက evident နဲ့ arsen င်ကိုရှုံးထားတာပါရှစ်ပွဲတွေမှာဗလာတို့ဝက်ဆန်တို့ဒိုင်နမိုကီယက်တို့ကိုလည်းနိုင်ထားတယ်ဗျ Okay အဲ့တော့အနည်းချုပ်ပြီးသုံးသပ်ပေးချင်တာတကယ်တမ်း open play မှာကစားမယ်ဆိုရင် Crystal Palace အသင်းရဲ့အဲ့ pocket space တွေ between the lines တွေမှာလုံးဝ deep ဖြစ်အောင်ဆော့တဲ့ပုံစံမျိုးကိုထိုးပေါက်ဖို့ဆိုတာထင်သလောက်ကြီးလွယ်ကူမနေဘူးအမြင်ပေါ်တွေပဲအားကိုးအောင်ပဲပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ကျွန်တော်ကတစ်ဖက်နဲ့တစ်ဖက်အရင်ဂိုးသွင်းနိုင်မယ်လို့လည်းမထင်ဘူး Liverpool နိုင်သွားရင်လည်းဂိုးမပြတ်ဘူးလို့ထင်တယ်အဲ့တော့ကြောင့် Crystal Palace အသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ